Good day to my fellow students. My name is Modu Jo. I'm here to discuss the topic of Review 2. Unit 456ပြီးသွားတဲ့အချိန်မှာဒုတိယတစ်ဖြတ်အနေနဲ့ Review 2လေးကိုဒါ exercise ပြန်လုပ်ဖို့အတွက်ပေးထားတယ်။အဲဒီမှာဆိုလို့ရှိရင် question 4ခုပါမယ်ပေါ့နော်။ပထမဆုံးတစ်ခုကတော့ဆရာတို့ထုံးစံအတိုင်းပဲ။ဒါ quality ပေါ့เนาะ quality question ဖြစ်မယ်ဒီမှာ तू อ่ะပို့ပြီးတော့လိုအောင်လုပ်ပြီးထားတာက initial letter တွေပေးထားတာပေါ့เนาะအဲ့တော့ဒီဟာကတော့ unit 4 5 6မှာပါခဲ့တဲ့ vocabulary တွေကိုပဲပြန်ပြီးတော့စဉ်းစားပြီးတော့ဖြည့်ပေးရမှာဖြစ်တယ်ဆိုတော့ဆရာတို့ number 1ကိုကြည့်အောင် sometimes in life ဘဝမှာဆိုလို့ရှိရင်တခါတလေမှာ a w initial ပေးထားတဲ့ blank သွားထားတယ် lie is better than the truth အမှန်တရားထက်ပိုပြီးတော့ကောင်းတဲ့မူသားဆိုတော့အဲ့ပေါ့အဖြူရောင်မူသားဆိုပြီးတော့မှဆရာ colors တွေတင်တော့ပြောခဲ့တာပေါ့နော် အဲ့တော့ a white line ပေါ့ WHIT white ဖြစ်သွားမှာပေါ့ WHIT white ဖြစ်သွားမှာပေါ့အဖြေက sometimes in life a white lie is better than the truth ဆိုပြီးတော့မှဖြစ်သွားမယ် number 2 when nanda saw my gold watch nanda ကငါရဲ့ရွှေနှံယူမြင်လိုက်တဲ့အချိန်မှာ she was g initial ပြီးထားတဲ့ blank with envy မနာလိုစိတ်နဲ့ဆိုတော့မနာလိုစိတ်နဲ့ဆိုလို့ရှိရင်မနာလိုစိတ်ရှိတယ်ဆိုရင်သူက green with envy လို့ပြောတာ哦အဲ့တော့အဖြေက green ဖြစ်သွားမှာပေါ့ G R E N green number 3 my uncle live in putao ငါဦးလေးကပူတာအိုမှာနေတယ် and i only see him ပူတာအိုမှာနေရဆိုတော့တခါတလေမှတွေ့ရမှာပေါ့တခါတလေဖြစ်တောင်ဖြစ်ခဲ့ဆိုလို့ရှိရင် was in a blue moon b l u e blue number 4 lot of fake things are sold ပစ္စည်းအတုတွေကိုရောင်းနေဗမာရောင်းနေ on the b blank market ဆိုတော့မှောင်ခိုစည်းကွက်ပေါ့ black market ပေါ့ b l a c k black. Number 5. I saw a dead rat on the street. လမ်းပေါ်မှာကြွက်သိတကောင်တွေ့လိုက်တယ်။ It was really ကြွက်သိဆိုဂျုံစရာကောင်းတာပေါ့ disgusting. D I S G U S T I N G disgusting. Number 6. The wife felt အကောင်လေးကခံစားရတယ်။ဘာခံစားရလဲ F နဲ့ initial ပေးထားတယ်။ FC got to solve the problem. ဒီပုံစံကိုသူမဖြေရှင်းနိုင်တော့ကြောင့်မလို့စိတ်ပြတ်တယ်ပေါ့လေစိတ်လေးတယ်စိတ်ပြတ်တယ်ဆိုတော့ frustrated ပေါ့။ ီညမှာ first test ဆိုတဲ့ adjective verb ဆိုတဲ့ဖြေရတဲ့အကြောင်းရင်းကရှေ့မှာ first ဆိုတဲ့ verb ပါတယ် verb နှလုံးဆက်လို့ကတ်လို့မရတာဖြစ်တော့တဲ့ adjective နဲ့ပဲဆက်လို့ first test ဆိုပြီးတော့မှဖြေမယ် f r u s t i a t d frustrated number 7 the result of the game ဒီကစားပွဲရလက was as blank ဘာလို့လဲ the best team did not win အကောင်းဆုံးအသင်းကမနိုင်သွားဘူးဆိုတော့ဒါစီအဟားသိမ်းစရာကောင်းတာပေါ့ surprising ် i diamond surprising ဆိုတဲ့ adjective form နဲ့ပဲဆရာတို့ဖြေလို့ရမယ်ရှေ့မှာ verb to be ပါနေတယ် as you are pi ing surprising our initial ပေးထားတယ် vacuum cleaner ပုံစပ်ဆက်တွေက have sensors နော် sensors တွေပါတယ် that can detect the area that they need to pick dust သူတို့ပုံစပ်ဝမယ့်နေရာကိုသိနိုင်တဲ့ sensors တွေပါတယ်ဆိုတော့ဒါ robot ပေါ့စက်ရုံဤပညာကိုသုံးထားတဲ့ပုံစပ်ဆက်တွေပေါ့ robot with the event ဒီနာမော event ဆိုတီထွင်မှုကိုပြောတာပါ view နဲ့ initial ပြီးထားတယ် spacecraft အကသာကြီးဘလို့အကသာကြီးတီထွင်မှုလဲလို့ဆရာတို့မသိသေးဘူးနောက်ကိုဆက်ပြီးတော့ကြည့် human beings can explore the outer space အပြင်အကသာကြီးကိုနောက်အကသာအပြင်ဘက်ကိုလူတွေကပို့ပြီးတော့မှ much better than the last decade လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းကပို့တာအောင်လို့ပို့ပြီးတော့ကောင်းအောင်လို့လေ့လာနိုင်ကြတယ်ဆိုတော့ဒါဒါဆိုလို့ရှင် outer space ဆိုတော့အကသာအပြင်ဘက်ဆိုတဲ့အတွက်ကြောင့်မလို့လူတွေသွားလို့မရတဲ့နေရာကြီးထိပါ shouted sau <coughs> đó amend for UN, m e n e d amend. number 10 electronic china initial beta day such as wireless earbuds for mobile phones no zero dot airball the fashionable နော် no? fashionable ဆိုတော့အလှလည်းဖြစ်တယ် convenient to use သုံးရတဲ့အဆင်ပြေတယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်ဒါ <coughs> earpod airpods လို့ပုံစံမျိုးဆိုတော့ဆိုတော့ gadget ပေါ့ပစ္စည်းပေါ့เนาะ GAD GED gadget ဖြစ်သွားမှာပေါ့ညီမမိမဆလုံးရှင်သူက pouch တဲမှာဆလုံးလေးတွေပေးထားတယ်အဲ့ဒီ pouch တဲကဆလုံးလေးတွေကိုအသုံးပြုပြီးတော့မှာ1 to 6ဖြည့်ကြည့်မယ်ဆိုဆယ်လို့ pouch တဲဆလုံးလေးကိုကြည့်ရအောင်ပထမဆုံးတော့ aware of တတိထားမိတာပေါ့ scare off ဆိုတာကကြောက်တာ please with ဆိုတာကကြောက်ကိုမှရှိတာလေးနဲ့ကြေနပ်နေတာကိုပြောတာ excited about ဆယ်လို့ရှားတယ် worried about စိတ်ပူပန်တယ် embarrassed by ဆိုတော့အရှက်ကွဲတာပေါ့ဒီမှာဘာမှကြည့်ရအောင် my parents are not မမီးပါတွေကဘာမှဖြစ်ဘူးလေ blank me as they know that i can take care of myself ကိုကိုကိုခယူဆိုင်နေနေငါကိုကိုကိုယူဆိုင်နေနေဆိုတာကိုဆိုပြီးတော့ပေါ့ငါကိုကိုကိုယူဆိုင်နေနေဆိုတာကိုဆိုပြီးမှသူက blankly ပြီးထားတယ်ဆိုတော့ကိုကိုကိုယူဆိုင်နေတဲ့အခါကျတော့ငါမိဘတွေကစိတ်ပူစရာမလိုဘူးပေါ့ a not worried about ပေါ့ my parents are not worried about me ငါမိဘတွေကငါ့ကိုစိတ်ပူစရာမလိုဘူး as they know that သူတို့ကသိတယ်ဘာသိကြလဲ i can take care of myself ကိုကိုကိုကူးဆိုင်နေတယ်ဆိုတော့သိရအတွက်မိဘတွေကငါ့ကိုစိတ်ပူစရာမလိုဘူး number 2 Lala is really Lala ကတကယ့်ကိုဘာဖြစ်တာလဲ blank ပြောထားတယ် her trip to Napoli Napoli ကိုခီးသွားဖို့ as she have never been before တခါမှမရောက်ဘူးတဲ့ငပလီကိုခီးသွားမယ်ဆိုတော့စိတ်လှုပ်ရှားတာပေါ့ excited about ဖြစ်သွားတာပေါ့ La like is really excited about her trip to Nepali as she has never been there before. Number three, Aung was not fully learned the danger of going out late at night. Oh, was not fully aware of the danger of going out late at night. Number four, although some people want to play extreme sports, လူအများစုက extreme sport ဆိုတော့အထီးကိုက်လွယ်တဲ့အငငယ်များတဲ့အားစားတွေပေါ့လေဒါတွေကိုတဲ့ကစားခြင်းပဲမယ်လေပဲ they are blank getting hurt ဆိုတော့အနာတရအထီးကိုက်ဖြစ်မှာဟိုတော့ကြောက်ကြတယ်ပေါ့ scared of ပေါ့ they are scared of getting hurt တော်မြ what's တော်မြဘာဖြစ်လဲ like herself နော် for having let her emotions get out of control သူရဲ့စိတ်ကင်စားချက်တွေကို get out of control ဆိုတော့မထိမ့်မချုပ်နိုင်ဖြစ်နေရတယ် ။နောက်သူ့ရသူ့ရစိတ်ခံစားချက်တွေကိုမထိတ်မချုပ်နိုင်ဖြစ်နေတဲ့အခါကျတော့အေးပေါ့။អော်မိမယ်၊ဟင်မိမယ်၊သူများတွေကိုဆဲဆိုမိမယ်ပေါ့။ဒါဆိုတော့အဆက်ကွဲတာပေါ့။ embarrass by ပေါ့။ Domya was embarrassed by herself for having let her emotions get out of control. Number 6. Our boss, Arya Tatika, was very blank. ဘာဖြစ်မလဲ။ The result of our group's work. အတို့အဆုရဲ့အလုပ်တွေကိုအတို့အဆုရဲ့လုပ်ထားတဲ့အလုပ်တွေရဲ့ရလတ်ကို ဘာဖြစ်လဲလည်းမသိဘူးဆိုတော့စကြည့်မယ် he said it was excellent သူကအရန်ကောင်းတယ်လို့ပြောတယ်ဆိုတော့အေးပေါ့ဒါဆိုရင်တော့ချိန်နှက်တယ်ပေါ့ our boss was very pleased with the result of our group's work he said it was excellent တလူလေးဖြစ်သွားမယ်နမစိမာဆိုလို့ရှိရင်တော့သူက၄ခုပေးထားတယ်၄ခုပေးထားတဲ့ထဲမှာမှန်တဲ့တစ်ခုကိုရွေးရမယ်ဆိုတော့ဆရာတို့စပြီးတော့ကြည့်ရအောင် number 1 after although before if ၄ခုပေးထားတယ် it was very dark ရန်မှောင်နေပြီ The children were still playing outside ကလေးတွေကတော့အပြင်မှာကစားနေကြုံပဲဆိုတော့ဒါဒီစန့်ကျင်မှာနှစ်ခုဖြစ်သွားပြီအရန်မှောင်နေဆိုကလေးတွေကအိမ်ထဲဝင်ပြီးနားရတော့မှာမနားနိုင်သေးပဲနဲ့ဆက်ပြီးတော့ကစားနေရဲဆိုတော့စန့်ကျင်မှာနှစ်ခုဖြစ်သွားပြီအတွက်ဆက်လို့ although နဲ့ဆက်မယ် although it was very dark ညဘက်အရန်မှောင်နေပေမဲ့လည်းပဲ The children were still playing outside ကလေးတွေကတော့အပြင်မှာကစားနေကြုံပဲ Number 2 because unless although now that လေးခုပေးထားပြီ it stops raining မိုးရွာတာရက်တယ် you won't go out အပြစ်မသွားဘူးဆိုတော့မိုးရွာတာရက်တယ်အပြစ်မသွားဘူးဆိုလို့ရှိရင်ဆရာတို့ဒါအငင်းအဓိပ္ပာယ်နဲ့ပဲပြောလို့ရတော့မယ်အဲ့တော့မိုးရွာတာမရက်ရင်အပြစ်မသွားဘူးဆိုတော့ဆရာတို့ unless နဲ့ဖြေလို့ရတယ် unless it stops raining မိုးရွာတာမရက်ရင် we won't go out တော့လက်ပြန်မသွားဘူးပေါ့ number 3 i open the door ဒီကားကိုဖွင့်လိုက်တယ် choice လေးခုရှိတယ် so as to for so that because မာလီတာကတ်ကတ်ခမယ်ငါကြောင်လေးဝင်လာလို့ရအောင်ဆိုတော့တကြောင်မျိုးတစ်ခုခုဖြစ်အောင်လုပ်တာဆိုတော့ so that ပေါ့ I opened the door so that my little cat could come in အဲ့မှာဘာလို့ form ဖြစ်တာလဲဆိုတာပြောစရာရှိတယ် for ဆိုတာလေနောက်ကတစ်ခုခုရည်ရွယ်ချက်ကြောင့်မလို့သုံးတာပဲ so that နဲ့ဒိဋ္ဌိပဲချင်းဆင်းတယ်အဲ့တော့ဆရာရဲ့ဘာလို့ form မသုံးနိုင်လဲဆိုလို့ရှိရင်သူ့ရဲ့ sentence structure အရာဆိုလို့ for သုံးလို့မရတာ ဒီမှာဆိုလို့ရှိရင် my little cat ဆိုတဲ့ subject ရယ် could come in ဆိုတဲ့ verb ရယ်ဆက်ပြီးပြောထားတယ် subject verb အတွဲကိုဆက်လို့ for နဲ့တွဲသုံးလို့မရဘူး for the အနောက်မှာ verb ing အတွဲနဲ့ပဲသုံးလို့ရမှာဖြစ်တော့တကြောင်မလို့ဆက်ဦးဒါဒီလိုမျိုးသွားလို့မရတော့ဘူး ground verb ing တွဲရင်တွဲမယ်မတွဲရင် noun နဲ့တွဲမယ်ဒီလိုမျိုး subject verb အတွဲနဲ့ for နဲ့ဟာတွဲပြီးတော့ပြောလို့မရဘူးဒါကြောင့်မလို့ဆရာကဆိုတတ်လို့ဖြေရခြင်းဖြစ်တယ် number 4 we were happy choice လေးခုပေးတယ် one while where how we receive the first prize ပထမဆုံးရရတဲ့အတွက်ကြောင့်မလို့ဆိုတော့ပထမဆုံးရတဲ့အချိန်မှာပေါ့ we were happy when we received the first prize ပေါ့ပထမဆုံးရခဲ့တဲ့အချိန်တုန်းကအရင်ပြောတာပဲ number 5 mala will go to the gym mala က gym ကိုသွားမယ် choice လေးခုပေးတယ် after why and less before she has finished her chores သူရဲ့အိမ်လုပ်တွေလုပ်လို့ ပြီးတဲ့အချိန်မှာ gym သွားလို့ရမှာပေါ့ after ပေါ့နော် Mala will go to the gym after she has finished her chores number 6 my friend carries his laptop with him မားရဲ့တငယ်ချင်းကသူနဲ့တူ laptop ကိုသေထားတယ် Charles ၄ခုပေးပြီ whatever wherever whenever however he goes သူသွားတယ်ဆိုတော့ဆရာနေရာပဲဖြစ်မှာပေါ့သူသွားတယ်ဘယ်နေရာကိုမဆိုပေါ့ wherever ပေါ့အဲ့တော့အဖြေက my friend carries his laptop with him wherever he goes အလိုဖြစ်သွားမယ်နောက်ဆုံးလေးကတော့ဒီအောက်ကစာကြောင်းလေးလေးချောင်းကို no matter phrase နဲ့ပေါ့နော် no matter wh phrase နဲ့ဆက်ပေးရမှာဖြစ်တယ်ဆိုတော့ no matter phrase နဲ့ဆက်မယ်ဆိုဆရာရှိမှတော့တမေးခဲ့တယ် no matter ထည့်ရမယ် phrase ကိုအရင်လိုက်ပြီးတော့ရှာမယ်ပြီးွားလို့ရှိရင်သူ့ရဲ့ ဒီ nomator ညွှန်းရမယ်ဆက်လုံးနဲ့ကန့်ညီတဲ့ wh ကိုဇာတ်လို့ရွေးပေးရမှာဖြစ်တယ်ဆိုတော့ number 1ကိုကြည့်ရအောင် your parents will treat you like a child မိမိဘတွေကအမင်းကိုကလေးနေနဲ့ပဲဆက်ဆံပါပဲ if you like it or not ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဆိုတော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဆိုတော့ nomator အတိတ်ပဲဝင်နေပြီ if ကနေစလို့ဒါဒီ nomator phrase ဖြစ်သွားပြီဆိုတော့ nomator phrase ကိုရှေ့မှာထားပြီးတော့ nomator if ဆိုတော့ ပေါ်မှာပေးရတဲ့ဆက်လို့ပြန်ကြည့်တဲ့ဟွဲသားနဲ့တွဲလို့ရတယ်။ No matter if နဲ့ဟွဲသားအတိတ်ပဲတူနေတော့ if ကိုဖြုတ်မယ်ဟွဲသားပဲဝင်မယ်။ Whether you like it or not your parents will trick you like a child ။ဒါလို့ဖြည့်ခြင်းလဲရသလိုဒါလို့ဖြည့်ခြင်းလဲရသလိုသူ့ရဲ့စာကြောင်းတိုင်းဆက်လို့ဒဲ့ပြောလဲရတယ်။ Your parents will treat you like a child no matter you like it or not ကိုအားတတယ်လို့ကိုအားတန်တယ်လို့ဖြေလို့ရတယ်။ Number 2 even he is young he must be treated with respect ဆိုတော့ဒီမှာဒီ तू ငယ်နေရင်တောင်မှဆိုတော့ဒီမှာ no matter အထိပ္ပယ်ဝင်နေတယ်အဲ့တော့ no matter phrase ဆက်လို့ရေးလိုက်မယ် no matter young the adjective ဖြစ်တယ် adjective ဆက်လို့ how နဲ့တွဲရမယ်ပြောပြသား no matter how young even ကအထိပ္ပယ်တူနေတယ်ဖြတ်မယ်ဘာကြံလဲ he is no matter how young he is he must be treated with respect ဒီလိုဖြတ်သွားမယ် number 3 I do not care what others think of me. တခြားသူတွေဘာတွေ့တွေ့လာယူမဆိုင်ဘူး။ I will not change my mind. မဆိုင်ကိုပြောင်းမှာမဟုတ်ဘူး။ဆိုတော့ပထမ phrase ဖြစ်တဲ့တခြားလူတွေဘာတွေ့တွေ့ကယူမဆိုင်ဘူးဆိုတော့သူတို့ no matter အတိတ်ပဲဝင်နေပြီ။ Uh no matter ဒီခါနေစမယ်။အဲ့မှာဆိုလို့ရှိရင်ဒီမှာသူက what နဲ့စတဲ့ကလာပြီးသား။ဆိုတော့ဆရာဒီတိုင်းသုံးလိုက်ရအောင်မယ်။ No matter what others think of me. အဲ့မှာ I do not care ူများတွေဘလို့တွတ်တွေးဆိုတော့အတွက်ကြောင့်မလို့။ညာသူများတွေဘလို့တွတ်တွေးဆိုတော့ဒီ I do not care သည်သူများတွေဘလို့တွတ်တွေးဆိုတဲ့ဟာကြီးကအထိပယ်သွားပြီးတော့ဆင်နေပြီ။ဆိုတော့သူ့ကိုဖြုတ်ချလိုက်မယ်။ No matter what others think of me သူများတွေငါကိုဘလို့ပဲတွတ်တွေး I will not change my mind ဟာစိတ်ကိုပြောင်းမှာမဟုတ်ဘူး။ Number 4 It does not matter who you are. ဆောစတိစကားလုံးပြီးတော့ no matter phrase ကဒီမှာမြင်နေရပြီ။ဆိုတော့ no matter ဟူးတစ်ခါလည်းပေးပြီးသား No matter who you are you need to wear your ID card on this campus Number 5 Even if I warn him many times သူ့ကိုအကြိမ်ကြိမ်သတိပေးနေတာတော့မှ he will never listen to me သူကကိုနားမထောင်ခဲ့ဘူးသူငါပြောတာကိုနားမထောင်ခဲ့ဘူးဆိုတော့ပထမ phrase ဒီ No matter phrase ပေါ့ Even ပါနေတာကိုအဲ့တော့ if ဆိုတော့ဆက်လို့ခွဲသားနဲ့ကပ်မယ် Even no matter တိပဲဝင်နေတယ်ဖြုတ်မယ် if whether နဲ့တူတယ်ဖြုတ်မယ် no matter whether i want him many times. He will never listen to me. Number six, Dad never complained about the food. Apaya baroma asada ko jimi miau. The mother cooks, no, amecha the hen solution. Amecha de asada to apaya baroma jimi Even if it is tasteless. that machine down ma. So that even now got phrase, the no matter phrase ball. No matter if whether I dream, no matter whether it is tasteless. Dad never complains about the food that mother cooks. Dad never complains about the food that mother cooks, no matter whether it is tasteless. Number seven, my friends will eat up whatever food I cook. Whatever food I cook, so good. I got phrase no matter phrase, man. No matter food. Now, what နဲ့တွဲမယ် no matter what food i cook no matter what whatever ပြီးထားတယ်ဆိုတော့ what တိုင်းပဲပြန်ပြီးတော့သုံးတာပေါ့ no matter what food i cook my friends will eat up အဲ့လိုပြောလို့ရတယ်လို့ဒဲလည်းပြောလို့လည်းရတယ် my friends will eat up no matter what food i cook ဒီလိုဖြစ်လို့လည်းရပါတယ်အဲ့ဒီ review သင်ခန်းစာလေးတွေကိုဆရာနဲ့အတူတူပြန်ပြီးတော့မှလေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ sheet ကသင်ခဲ့တဲ့ unit 4 5 6မှာပါတယ် usage တွေ grammar တွေဒါတွေကိုပို့ပြီးတော့နားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်ဒါတို့သမီးတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်